ဒုတိယနေ့ကတော့ခံဝါကောင်လာဆန်းကိုရံရံဦးပါဗျာနေဦးပါဗျာကြီးတော်မျိုးကျွန်တော်မျိုးမကြီးအခါစားရောက်ပါပြီဗျာလက်ဦးလက်ထူးများကိုပေးသနာတော်မူပါဆောက်ရှောက်တော်မူပါကြည်ရှိတော်မူပါကိုတော်တို့အပါကိုနှင့်စင်မပြတ်အခါစားဝင်ပါလေဗျာကြီးတော်မျိုးကျွန်တော်မျိုးမကြီးမှာစာယူတာသမီးမြင်းမြစ်တီချွတ်မှမကြံမတော်မူပါစတော်မူပါ ဘုံကောင်လက်ကောင်များလဲပေးသနာတော်မူပါဖရာဘောရှူရင်ရဲ့ကိုလုံးတတိလေးကနန်းချမ်းပြင်မှာပြာကက်လို့နေတယ်တတတဆူတောင်းရွတ်ဖက်နေတဲ့ဘောရှူအင်းရဲ့အားနှစ်ဘက်ကချိုက်ဝင်နေပြီးလက်အုပ်ချီထားတဲ့လက်အစုံကလဲပိန်လီသေးငယ်ပြီးအရေတွေအလိမ့်လိုက်တွန့်လိမ့်နေကြပြီဒါပေမဲ့အဘွားအူရဲ့ပရေတွန့်မြင်တာမှာတနက်ကအဘွေသားလိမ့်ကြံထားတယ် ြူစွန့်နေတဲ့စပင်းဖူလုံးလေးမှာဇွန်ပန်းကုန်းလေးတကုန်းကိုရစ်ခွေထားတယ်။အင်ကြီးဖြူတနှစ်လုံးခောက်ထားတဲ့ခောက်ချူရရင်းနဲ့အဘွားတို့အပြုခက်ကဘဲတရိုက်တမိန်အပွင့်ကိုဝတ်ထားပြီးပိုးဖောက်ထားတဲ့ဝါညင်းညင်းပိုးဘဝကိုလဲမှာရစ်လို့အသက်80ကျော်ဖွားရှည်အင်ရဲ့ခေါင်းကတဆက်ဆက်တုံစပြူနေပြီ။တွားရီလည်းတုံစပြူပြီးမျက်လုံးတစ်ခုသာမှုံယုံမှုံပြီး လူလုံးကွင်းအောင်ဖွားရွှေအိမ်ကြီးနိုင်သေးသည်အရှင်နှပါမျက်နာတော်တွေကိုတော့ရှေးမတိုးနိုင်လို့လူတွေကိုမတိုးနိုင်လို့ပြက်ပြက်သားသားမမြင်ရတော့မဖူးရတော့ပဲစိတ်နဲ့သာရော်ရမ်းဖူးခဲ့ရတာဘယ်နှစ်နှစ်ရှိခဲ့ပြီလဲအော်ဟိုတုန်းကတော့ဒီလိုမဟုတ်ပါကိုတော်တို့အနာရောင်းအောင်သွားပြီးမျက်နှာတော်ကိုတစိမ့်စိမ့်ဖူးပြီးခါစားခဲ့တာကြီးပဲဘလို့လူအုံမျိုးတိုးရမလဲလာခဲ့ပါ ဘလို့အသားစီးမျိုးကြော်ရမလဲလာခဲ့ပါခုတော့ဒီလိုမဟုတ်တော့ပြီရွှေငငယ်တုန်းကအားရီဘဲရောက်ဘဲများရောက်ကုန်ပါလေတုံးဟိုတုန်းကဒီလိုလဲလူမများသေးပါဘူးကိုတော်တို့နားရောက်ဖို့ဒိုးစရာဝေးစရာလည်းမလိုပါဘူးအေးအေးတက်တာကတော့ပြီးပန်းတော်ကြလေးယူကောင်းမှပန်းပြီးနန်းတော်ထဲမှာစိန်ပြေနှပြေထိုင်နေလို့ရသေးတယ်ကိုတော်တို့ခြေတော်ရင်းမှာပါလာတဲ့ထမင်းဟိုတောင် ဟင်းအိုတောင်းဖွင့်ပြီးထမင်းစားနေလို့ရသေးတယ်။ခုတော့ကျေးဇူးရှင်များ ဖုံးကဘာတော်ကလည်းကြီးတော်မူပေတကူ။တပီလုံးကလာပြီးခါစားကုန်ကြပြီ။ကိုတော်တို့ကိုပါလိုက်တားလိုက်ကြတာလဲနဲရော်လား။ကြီးတော်ကြီးတော်ရင်ကျွန်တော်ရင်ကျွန်တော်မျိုးမကြီးတော်အရှင်နှပါးရဲ့ပန်တော်ကြကိုယူဖို့ခတ်နေပြီ။ပန်တော်ကြပန်းတပွင့်တစ်ခါမှမရလို့ကတော့ကျွန်တော်မျိုးမကြီး ်ပြန်ဘူးဗျာကိုရောတို့ခြေတော်ရင်မှာကြောက်ကြနေမယ်အဲပန်တော်ပန်းကလည်းဈေးကြီးလိုက်တာဗျာဟိုတုန်းကနေမြာကွာလာကြည့်ရင်ဟိုတုန်းကပန်တော်ပန်းတစီမှတက်မှတ်ရင်တပြေပါတယ်ပန်းညူပါတယ်ဇွန်ကုန်းလေးလည်းပါတယ်အစီကြီးတစီမှတက်မှတ်အခုတစီ၅ချက်တယ်ဗျာတပြေလေးလည်းနည်းနည်းနဲ့ရွှေပန်းတွေလည်းနည်းနည်းပဲပါတယ် ပန်းညိုတို့ဘာလို့ဆိုတာကြားတောင်ကြားဘူးတော့ဘူးထင်ပါရဲ့ရွှေပြုံးကပန်းနဲ့သာညုံမွေးလာတယ်ဆိုတော့စာစုတော်ရှိသေးတယ်မပြောလိုက်ခြင်းဘူးသားတွေသမီးတွေက အမေရဲ့တနစ်တလေမတော်ပါနဲ့လားအိမ်ကပဲရီမန်းကတော့ဘောအမေအသက်ကြီးပြီတဲ့ပြောလိုက်ရတယ်နင်တို့ဘာနားလဲလို့လဲအရှင်တပါးကိုပေးထားတဲ့ဂတိမဖြတ်ကောင်းဘူးမဖြတ်ရဘူးငါတသက်လုံးအရှင်တပါးကိုပွဲတော်ချိန်မှာခါစားဝင်ပါမယ်လို့ ကတိထားခဲ့ပြီးသားမင်းရာစာမန်ရှတယ်ဆိုတာတဲကြောက်ဖို့ကောင်းတယ်ဟိုတနေ့ကဖျားပြီးအိမ်ရတဲ့လဲနေလို့အခါစားမဝင်လိုက်ပဲနေလိုက်ရပါရောလားတခါတည်းအိမ်မက်တွေပေး တနေ့လုံးလဲထူထောင်နေမရှိပဲချူချာနေတော့တာအခါစားမဝင်လို့မဖြစ်ဘူးပဲလို့ပြောရတယ်မြေးတွေကို အဖို့တက်ထဲပြန်တော့လဲတုံချီချီတုံချီချီဘွားရင်လည်းမြေးတွေကမလိုက်ချင်ကြဘူး နေဟဲ့ကိုဟောက်ကိုသွားဘာဖြစ်တုံးတောင်ဝေးတချောင်းပါပြီဒီကိုဒီတောင်ပြုံးနဲ့ကျုပ်တို့ရွာကလည်းကတ်နေတာမြေးတွေဒီရွာဆက်တီငါလိုက်ဖို့နေအင်းရင်ရွာဆက်ကလာဆောင်လို့ဒီရွာတွေကမသေးမပြောက်သေးတယ်ပေါင်းပေါင်းတင်းဟောင်းတွေနဲ့လည်းတွေ့ကျင်သေးလေတွေ့မဲ့သားဆိုရသူတို့အင်ရှာဖို့ကလည်းကို့အမေကြီးခက်ခက်ရင်ကိုငငယ်ကဒီရွာတရွာလုံး ဘယ်နာတာရှိတယ်ဆိုတာအကုန်သိတာပဲလေခုပွဲတော်ချင်းဆိုမျက်စိလဲပါပုံလေရောတရားလုံးနန်းတွေကြီးပဲဖြစ်ကုန်တော့ဘူးအရင်တော့ဒီနန်းကြီးဘေးနားတဝိုက်မှာနည်းနည်းပပပါနဂရောတိုင်းလဲကနာထိုးပြီးခုနှစ်ရက်ခုနှစ်လီမနေပါဘူးကတော့ပြီးပြန်နေသူပြန်တာပဲကိုတော်တို့ဒီနန်းကလဲဒီလိုဆွလင်မုန်းချုံတွေနဲ့တကန်တနာနန်းတော်ကြီးမဖြစ်သေးပါဘူးရှိကနန်းလီပဲရှိသေးတယ် ခုလိုတန်ဆွဲတကားတွေဘာကြတကားတွေလည်းရှိပေးပါဘူးခုတော့ရွာထဲမှာနက်ကတော်တွေရဲ့နန်းတွေနန်းတွေနဲတာမှမဟုတ်ပဲလားနန်းကြီးကထိုးပေးပြီးကိုတော်တို့ကိုအခွန်ပန်းသာဆက်ရတဲ့ကနားတဲတွေနဲ့မလောက်လို့ရွာထဲကအိမ်ချံဝင်းတွေထဲမှာစောက်ပြီးငါကြပါရောလားအိမ်ဝိုင်းတိုင်းမှာကနားတဲတွေလူတွေနဲ့အပြည့်ရေဆက်တူပြီးရေချိုးကလည်းယူကြတဲ့အိမ်လားကလည်းယူကြတဲ့ ကိုတော်တို့ပြီးတာပေါ့ကိုကြည်ရွာကျုံရွာကိုကိုတော်တို့ကကြွေတာပေါ့ကိုတော်တို့ကျေးဇူးကြည်ပါပဲပြီးတော့အရင်ကဆိုဒီလိုရှစ်ရက်ကိုရက်ဘာစီသေးမတုံရွာနေရွာတိုင်းတွေပဲယူရလာကြတော့ကြပန်းဆက်နဂရော်တွေလည်းပုံတော်လဲကြီးတွေနဲ့ပုံတော်လဲပေါ်တင်ပြီးတပွဲပွဲလာကြတော့မန္တလေးကမိရထားကလာစမ်းရှစ်ရက်နေမှထွက်ပြီးတာမန္တလေးသူမန္တလေးသားတွေ ဒီရက်၉ရက်ကြာမှလာကြတယ်။မန္တလေးသူမန္တလေးသားထုံးစံကမန္တလေးကနေလဲတွေနဲ့လာကြတယ်။လဲတွေနဲ့လာပြီးကပိုင်ရွာဘုံကြီးကျောင်းညောင်ပင်ကြီးတွေအောက်ကဇေယျကြီးတွေမှာ တထောင်တာအဲ့ဒီမှာမနှက်စာချက်ပြုတ်စားတော့ကြပြီးနေလီချိုးတော့မှ တောင်ပြုံးအရောက်မောင်းလာကြတာလွမ်းပါဒီလွမ်းပါဒီအိမ်ကအဖိုးကြီးဖြစ်မဲ့တွားလီသူကြီးဖိုးတာမောင်က မန္တလေးကတတိပါခင်တို့လဲကို မောင်းရတဲ့လေသမားကြီးပေါ်တော့တတိရဲ့လူယုံလဲလူယုံပေါ့တောသူရွှေအင်ကိုတတိနဲ့တတိကတော်ကိုယ်တိုင်လိုက်တောင်းပေးတာမင်္ဂလာဆောင်ပြီးတော့ဒီနန်းပေါ်မှာအရှင်တစ်ပါးကိုလာကြတော့ကြသေးတယ်။အော်အဖိုးကြီးနဲ့အတက်အသက်တူရှာပေးတယ်။ဖွားရွှေအင်ကနန်းချမ်းပြင်ကနေ တောင်ဝေးကလေးကိုစုပ်ကိုင်းရင်မတ်တက်ရဖို့ကြိုးစားတယ်။ တောင်ဝင်းလေးကိုအပြုတ်ဖို့ဖွားရွှေအိမ်ကြိုးစားနေတော့မှာပဲတမ်းမာတဲ့လက်တစ်ဖက်ကဖွားရွှေအိမ်ကို တွဲထူပေးလိုက်တယ်။အလိုမတူလေးပါလေ။အဖွာအောက်စင်မလို့လား။ကျွန်တော်တွဲပို့ပေးရမလား။အော်ဖုန်းကြီးမဲ့သူငယ်လေးပဲ။တွက်လက်ဖြက်လက်တဲ့သူငယ်ကလေးမို့ဖွားရွှေအိမ်သဘောကျခေါင်းညိတ်တော့မှာဒီသူငယ်ကလေးကသူ့အလုပ်ကိုတွတ်တွတ်လွတ်လွတ်လှူရှားလိုက်တယ်။အဘွားကြီးရဲ့ ရှင်းရင်ဘုံအိတ်ဗောလီအိတ်တောင်အားလုံးကိုအသာဆန်းသက်လှူရှားလိုက်တယ်။အိုးအလကားပဲစိုးလင်တော်တော်စိတ်ပြတ်သွားတယ်။ချိတ်အပ်အကြီးကြီးနဲ့တွေ့ထားတဲ့ဗောလီအိတ်တောင်ထဲမှာကြက်တံအတဲမာခောက်ောက်လေးတွေပဲပါတယ်။တော်ပါပြီမလို့ချင်ပါဘူး။ကြက်တံခင်းဆိုတာကုန်ပြီအဖွားရဲ့နှုတ်ဆက်ဖို့ဆိုလဲအဖွားမျက်နှာငယ်ရမယ်။ကောင်းပေါင်းစားရီချင်းတွေကြောင်းမှာမျက်နှာငယ်ရမယ်။ ပေါ်လီအိတ်တောင်ထဲမှာရှင်းရင်ပုံအိတ်ထဲမှာတခြားအဖွားကြီးတွေလိုရွှေကြည်သီးစုံတို့ ကြောက်ကြည်သီးစုံတို့ကိုဂျင်းနဲ့ချိန်လာပါလားအဖွားရဲ့ဒီလိုအဖွားကြီးမျိုးတွေစီကရွှေကြည်သီးသစုံ ကြောက်ကြည်သီးသစုံမနှစ်ပွဲတော့မှာတော့ကစိုးလင်ရမှုပြီခပိုင်း၌တက်တန်းတစ်လျှောက်မှာဒီလိုအဖွားကြီးမျိုးတွေကိုစိုးလင်တဘောအကြဆုံးပေါ့ကပ်ဖို့လဲအင်မတန်လွယ်နိုင်ဖို့လဲအင်မတန်လွယ်ပဲလွယ်ကလည်းလွယ်သည် သူတို့စီကရတဲ့ပစ္စည်းတွေကလည်းအကောင်းလေးတွေရယ်ရွှေစုလဲရှေးရွှေအေးမီအေးပြည့်လေးတွေကြောက်စုလဲဥတ္တဖရာအကောင်းစားလေးတွေဖုံးကြည့်ပါပြီတက်ရှိပါစီအနေရမျိုး96ပါးနဲ့ဂင်ဝေးပါစီထိမဲ့ကလုတ်စုပ်ပါစီဒါမဲ့ပြီးဝေးပါစီတကြံကြံလို့၁၀၁ကြံအောင်ပါစီအဘွားကြီးကတတွတ်တွတ်ဆူတောင်းရင်းလေကားပေါ်ကနေတကြွရွေဆင်းသွားလေရဲ့ အနေရမျိုး66ပါတော့မကင်းဝေးကြပါဘူးအဖွားရေဖုံးလဲမကြည့်ပြရစီနေအသက်လည်းမရှိပါစီနေဖုံးကြီးမှမဟုတ်တဲ့တူတူ အသက်ရှိမှမဟုတ်တဲ့တူတူလေအဲကိုတက်တဲ့လက်မှုပညာလေးနဲ့လှုပ်ရှားတိုင်းလှုပ်ရှားတိုင်းတော့ခဲခဲပတ်ပတ်ဖို့ဖို့မှုမှုလေးရပါစီဗျာကိုတော်ကြီးကိုတော်လေးတို့ကလည်းညီဖွားကိုစောင့်ရှောက်တော်မူပါနန်းတော်ကြီးဘော်ကလည်းညီဖွားနေ့တိုင်းအခါစားဝင်ပါပါ အောင်မဲမင်းလုံးနဲ့မင်းအမဲရှာရင်နန်းပေါ်လာတာမဟုတ်လားကွာလို့လေဟုတ်တာရင်းနဲ့အပြစ်တင်စောတော်မမူပါနဲ့ဖျားလဲပူရင်လက်ဥလဲတူရင်ပေါ့ဗျာကိုတော်တို့လဲဟူရင်အမဲလဲရှာရင်ပေါ့ဗျာအမဲကလည်းဒီနေ့မရပါဘူးဗျာအရင်နှစ်တွေဆိုရင် မန္တလေးမတ္တရာမြည်ရထားပေါ်မှာတောင်ပြုံးပွဲတော်မစခင်ကတည်းကစိုးလွင်တို့တောကြောင်းမိနေပြီစိုးလွင်တို့လက်ပြားမှာ ရွှေရောငွေရောတည်နေပြီပွဲမစခင်မှာယထာပေါ်ကစိုးလင်တို့ရဲ့အမဲကနတ်ကတော်တွေလေသူတို့နှဲ့ရုပ်တောင်းပြီးတက်တာတွေနဲ့ရှုပ်ရှက်ခတ်ပြီးတွဲပေါ်တက်တဲ့အချိန်ဟာစိုးလင်တို့အတွက်အလွန်ပျော်စရာကောင်းတဲ့အချိန်ပေါ့မိမရှာနတ်ကတော်တွေဆိုပူတော်ကတ်လို့ကောင်းသည်နောက်တလို့ပြောင်းတလို့နဲ့နည်းနည်းပါးပါးကဲ့ညှိလိုက်ရင်ပြီးပြီဒီထက်ဆက်လုံးရင်ခပိုင်းနိုင်စရာမလိုပဲနေတော့ သူတို့စီကရောင်းမဲ့ဂိမ်းရှိတယ်။ပွဲတော်ရက်အတွင်းကတော့ယထားပေါ်မှာစိုးလွင်စိတ်ကြိုက်ပေါ့။ယထားကကြက်တလားလို့မမီးနဲ့ထိုင်းစရာခုံတွေအကုန်ပြည့်တဲ့အပြင် ခုံတွေချားမှာလူတွေရက်နေကြတာ။ကြီးလိုက်လို့ရှိရင်ရင်ချင်းဆက်အမွာတွေကြောချင်းဆက်အမွာတွေဘေးချင်းဆက်အမွာတွေကြာနေရပဲ။ကြက်ရမယ်လေ။ယထားကကားထက်ဈေးတက်တာကိုကားကကအစိတ်30ယထားက9ချက်8ချက်ကို ကားကဈေးကြီးတာနဲ့ပြတ်သားကဈေးသက်တာတာပဲမြင်ပြီးခပိုင်းနိုင်ရန်ကိုမမြင်နဲ့မိဘပြည်သူအပေါင်းတို့ကိုတော့စိုးလွင်တို့ကအစင်သည့်ကြိုဆိုလျက်ပါပဲခမညာစိုးလွင်တို့ကရထားပေါ်မှာ အမြဲရင်ချင်းဆက်အမွာပဲကြောချင်းဆက်တွေဘေးချင်းဆက်တွေအဖြစ်ဘယ်တော့မှမနေပါဘူးကိုယ့်ရဲ့ရင်ချင်းဆက်အမွာကလည်းအမျိုးသားပဲဖြစ်ဖြစ်လယ်ဘေးမှာဆွဲကြိုးလေးတစ်ကုန်းတော့ပါတဲ့သူဖြစ်မှလည်း အမျိုးသမီးတွေဆိုရွှေကြဲသီးလေးတွေများတက်လာရင်ပိုတော်ကောင်းတယ်။အောင်လုံးလေးတွေကို တလုံးချင်းအသာလေးဖြုတ်ယုံမယ်။ဒီခေတ်မှာကြဲသီးတက်အင်ကြီးတွေပြန်ခေတ်စားလာတာဆိုရင်ကျေးဇူးတင်ရအောင်မယ်။အဲရွှေမစစ်တဲ့ရွှေကြဲသီးတွေလည်းတခါတလေခပိုက်နိုင်ကို တပတ်ပြန်ရိုက်သွားတတ်သေးတယ်ဗျ။ဒါပေမဲ့အညာသူအညာသားတွေကတော့ရိုးရိုးသားသားများများရှာပါတယ်။ရွှေဆွဲကျူးဖြစ်ဖြစ် ခြေတိဖြစ်ဖြစ်ရလိုက်ရင် အစ်စ်ကလေးတွေကြီးပါပဲ။ဟိုဒီနှစ်များတော့မပြောချင်ပါဘူး။ဘလို့ဖြစ်ကြတယ်မသိပါဘူး။ယထာကတော့ကြုံမြဲပင်မဲ့ယထာကတော့ကြက်မြဲပင်မဲ့ယောက်ျားများကြည့်လိုက်တော့လဲဆွဲကြိုးပါတဲ့သူလုံးဝမရှိသလား။အရင်ညာသားတွေကဆွဲကြိုးဆွဲတာအလုံးဝသနာပါတာ။မိန်းမတွေကြည့်လိုက်တော့လဲဆွဲကြိုးလေးတွေနဲ့မို့နဂတ်တောင်အနိုင်နိုင်။အဲ့ဒီအင်ကြီးတွေမှာတော့ အားလုံးအားလုံးမိမတွေရွှေကြည်သီးတွေတပြောင်းပြောင်းနဲ့ဗျာဒါပေမဲ့အထင်မကြီးပါနဲ့မိတ်ဆွေမောင်စိုးလူတွေကိုရန်ကုန်မှာကလေးကလ ీల ာခဲ့ပြီးသားဒီနှစ်ကတလုံးဆက်နှက်ချက်တန်ရွှေဆွေရွှေကြည်သီးတက်အင်းကြီးတွေခစားနေတဲ့နှစ်ကိုဗျာမောင်စိုးလူတွေကိုခံလိုက်ရပုံကတော့ယထာတွဲရှိသည်မြစုံကြည်စံကြည်ကူးထားတော့ကလေးတယောက်လေပင်ကဆွဲကြိုးမြင်မြင်လေးတကုံမဲရတယ်ပွဲတော်မစခင် ်3ရက်အလိုကရောက်တယ်။6ရက်နေ့ပွဲစားတယ်။ဒီနေ့9ရက်ထိရွှေဆူလို့ဒါလေးပဲ။ငွေရတာလေးကလည်းမဖြစ်စလောက်ပါ။စားစေးတောက်စေးနှုတ်ဆက်တဲ့စရိတ်ဘယ်ကမှမိသေးမလဲ။တော်ပြီ။မနေ့ပြန်ကစားပြီးနန်းကြီးနားတဝိုက်မှာပဲနေတော့မယ်။ကျိုးတော်ရေးတုံးနဲ့နေကြရင်တော့ကို့အတွက်ကြီးပါပဲ။အဲ့ဒီနေ့ကျရန်ကုန်ကလာကြတဲ့အန်တီဂျီရိုတွေချိုးတော့ ချိုးဤတော့တုံးမယ်ကိုရောနှစ်ပါးအတွက်ကိုလူရက်တိုးဝေးကြချိန်မှာကိုကသူတို့လေပင်လေးတွေသူတို့ဂျိုင်းကြတဲ့ကပတ်စံအိဖောင်းပေါင်းလေးတွေကိုစမ်းသပ်ခွင်းစိတ်လိုက်ရုံပဲလေကဲရှေ့ကနေဖယ်စမ်းမတော့ဒီနားမှာကြီးကြီးကြောင်ကြီးလုံမနေနဲ့ဘာအပြူမှမရှိဘူးတော့ခပိုက်နိုင်ပဲခံသွားရမယ်ဆိုးလင်ခါးပြီးတချမ်းမှာအောင်စအောင်စနေတော်နေတယ် နှုတ်တွက်ရှာတွက်နွမ်းပါပါရှိလာတဲ့အသက်30ဝန်းကျင်မိန်းမတစ်ယောက်ကစိုးလင်ဘေးကနေအတင်ရှိကိုတွန်းဝင်လာတယ်။ခါးကိုပါတရောင်နဲ့တွတ်ယုံမခါဘူး။မျက်စောင်းတစ်ချက်နဲ့ပါတွတ်လိုက်သေးတယ်။အဲ့ဒီမိန်းမကိုစိုးလင်ရဲကျင်သွားတယ်။ခပိုင်လိုက်တော့ကြောက်တယ်ပြု။မကြောက်လို့ရမလားတော့ရှိရှိသမျှဖြူကပြာကကြောက်အကုန်နှိုက်တဲ့ဟာတွေ။ကျုပ်တို့ကခံရပေါင်းများလာပြီ။ မရှိစင်းရဲသားလဲရှောင်းတာမဟုတ်ဘူးပါရာလီတွေ ပြောင်းအောင်နိုင်တာပဲရထားပေါ်မှာသုံးလေးကခံရမှုပါတယ်တော့ပန်းတော့ပန်းဝယ်ဖို့တောင်ပတ်စံမရှိတော့လို့အရှင်တစ်ပါးကိုဒီတိုင်းတိုင်တယ်ပြန်ရတယ်အဖြစ်က မဆန်းခင်ကတော့သူ့အကျင့်သူ့အာတီတာတိုင်းကပိုင်းနိုင်တယောက်လုံးပေးထားပြီးပြောကျင်ရရိကိုတရဆက်ပြောတယ်ဘေးကလူတွေအကုန်လုံးဟာ သူ့မယောင်ကျွမ်းဟောင်းတွေကြနေတာပဲ။ ဘေးကလူတွေကတော့ဝေအစားနှွမ်းနှွမ်းပါပါနဲ့ပန်တော်ပန်းတစည်းကင်ပြီးဟောင်းပွားဟောင်းပွားအကျင်အကျင်လှုပ်ရင်းလူအုပ်ထဲအတင်းတိုးဝင်နေတဲ့မိမကို အထင်သေးစိတ်ပြတ်တယ်လို့ကြည်ကြတယ်။ဘတူတွေကြည်ကြည်ဇန်းကင်တို့ကအေးမဆိုင်ပြီး အရှင်နှပါရှိရောက်ဖို့သာအတီးကမြ мян ရောက်မြ мян ဆက်မြ мян ပန်တော်ကြယူအဲကြကြလေးတော့ဆူတောင်းပြီးပြန်ရမယ်။ ကိုကဒီမှာမနှက်စာထမင်းဝယ်စားနိုင်တာမဟုတ်ဘူး။ဘဲမှလည်းရှောက်ဝယ်ချမ်းနိုင်တာလည်းမဟုတ်ဘူး။ကိုရူရဆိုင်လို့သာနှစ်တိုင်းအခါစားဝင်ပါမယ်လို့ဂတိပေးထားလို့သာပတ်စံမရှိတဲ့ကြားကအရောက်လာခဲ့ရတာ။တကယ်ပြောတာပါဗျာ။ကိုတော်တို့နှမကြီးလိမ်မပြောပါဘူး။အင်္ဂါသမီးကြီးမှာတနှစ်တည်းတနဲ့မွေးပြီးရင်မွေးနေတော့တာပါပဲဗျာ။ကိုယ်တော်တို့ရှေးမောက်ကိုလည်းမိသားစုအစုံကြီးဝေကောင်းစားလာတွေဝဲ့ ဟိုတောင်အေးတို့လင်းလင်းအေးတို့ဆိုတဲ့ကားမျိုးကြီးတွေစီးပြီးကိုတော်တို့အတွက်ပစိုးအုပ်ထောင်းကြော်တန်တွေနိုင်ငံเจ้าမှုဘိုးတွေနဲ့လာကျင်လိုက်တာဗျာခုတော့အင်္ဂါသမီးကြီးငွေအစိတ်နဲ့လာရတာဗျာငွေအစိတ်ဖျားစုပြရစီရယ်စေတန်းအနွမ်းတရွတ်ငါးချက်တန်၂ရွတ်နဲ့ချက်တန်အသေးလေး၅ရွတ်လဲလာခဲ့တယ်ကလေးတွေနဲ့သူတို့အဖေကို ဒီနားလိုလိုဟိုနားလိုလိုလှုပ်ပြီး သူ့ရဲ့စီဘူရာဘတ်ထွက်ယထားပေါ်တက်လိုက်လာခဲ့တာယောက်ျားလှုပ်တဲ့သူတီလူကတော့တပွဲတလန်အကဲဆန့်ရမှာဗျာသူကဒီနှစ်သွားရင်တတ်မယ်လို့ကြိမ်းထားတယ်ဗျာကောင်းနေတဲ့ကောင်းတဲ့သူမဟုတ်ဘူးကိုတော်တို့ပေးသမျှအဖတ်မတင်ရတာလဲသူ့အပြစ်တွေပါဗျာကိုတော်တို့မကြိုက်ပါဘူးဆိုမှတရုတ်အမဲကို စားတယ်ဗျာအလကား တရုတ်အမဲကိုသူဝယ်စားနိုင်တာလည်းမဟုတ်ဘဲနဲ့မယားကိုရွက်ကျင်တာနဲ့သူအပေါင်းလင်းနေစီကငင်းတောင်းတောင်းလာပြီးစားပြတာဖေရ။ကင်လိုက်ဆံပါဖေရ။မတ်လောက်သားလောက်ဖြစ်အောင်ကင်တော်မူလိုက်ပါ။အဲ့အသေးတော့လေမကင်လိုက်ပါနဲ့ဦးဖေရ။နမကြီးမိုးစိုးမဘွားနဲ့ဒင်းကလေးတွေလောက်ကင်ကျွေးနေရလိမ့်မယ်။နမကြီးကိုဒီနှစ်လေမနစ်ကလို့အိမ်မက်ပေးပြီးအတိတ်စိမ်းများပေးသနာတော်မူပါဖေရ။ နေ့ကကိုတော်တို့ပေးလို့နှမကြီး1500ဈေးရင်ရတယ်ဗျာ1500ဆိုတဲ့ဈေးရင်ကလည်းဘာကြတော့ဗျာစံစီနှိပ်ဆက်လိုက်တာဒီပါဇက်ပေါက်တွေအရင်ပြုတ်တော့တာပဲနေပြန်တို့မိမကိုပြန်ပြီးရှစ်ခုဥတင်လောက်လိုက်ရတာပေါ့ဗျာကဲဗျာကိုတော်တို့လည်းနာကြီးတော်မူလားရောမယ်နှမကြီးရင်ထဲမှာပေါ်သွားပြီဗျာတနေ့လုံးကအပူတွေကိုတော်တို့ရှေ့မောင်မှာအန်လိုက်ရတာ ရှင်နေကိုရှင်းလင်းပေါ်ပါသွားတာပဲဗျာကိုတော်တို့တကူပါဗျာကိုတော်တို့ဖုံးပါဗျာဝါအောင်ကြွေးတော်မူပါတနတ်စားဘဝကနေနှစ်နှစ်စားဘဝရောက်ပါစေဝန်ဒီတိန်မြတိန်ထီများပေါင်မဲ့နမတ်များကိုလည်းအိမ်မက်များပေးသနာတော်မူပါနမကြီးပြန်လမ်းမှာတတိများကြားကြံရခဲ့တဲ့ရွှေတုတ်များငွေတုတ်များကိုညွန့်တော်မူပါဗျာပြတော်မူပါဗျာ ိုတော်နှစ်ပါးမျက်နှာတော်ကိုတစိမ့်စိဖူးရင်ကိုပြောချင်တာမှတ်သမျှတတွတ်တိုင်တဲချင်တိုင်းတိုင်တဲပြီးမဆန်းခင်လူအုပ်ကြားကနေပြန်ထွက်တယ်ကိုတော်တို့ညွှန်တော်မူပေမဲ့ညွှန်တော်မူမဲ့ရွှေဆွဲကျိုးတို့ငွေတုတ်တို့ကိုလူအုပ်ကြားမှာမျက်စိကစားရင်မော်ဟောကြည်စံတွေ့တော့တွေ့တာနော်ရွှေဆွဲကျိုးလက်ကောက်တွေစိန်နကက်လက်စွပ်ရောင်စုံတွေဒါပေမဲ့မဆန်းခင် ကောက်လို့မရဘူးလူအုပ်ကြားက နန်းချမ်းပြပေါ်မှာမဟုတ်ဘူးအဲ့ဓာတွေကလူအုံကြားကလူတယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာလူအုံကြားထဲမှာတိုက်အီအီရွေ့လာတဲ့မိန်းမဘဝကြီးတယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာလေအဲအဲ့လိုမိန်းမမျိုးနှမကြီးဖြစ်နေတာဖေဟာဝါကျင်တလောက်ဝါဆန်းပါစေစားကျင်တာတွေစားလို့ဝါတာပဲပါဝါဝါခန့်ခန့်အသားရေကလည်းဆူဆူပြေးပြေးပါတိတ်တမိန်ကိုယူကာယဆင်ကြီးတွေနဲ့လဲလိုက်ပါလိုက် လဲပင်တုတ်တုတ်ကြီးမှာလက်မလောက်ရွှေဆွဲကြိုးကြီးကိုချက်ပေါ်ရောက်အောင်ဆွဲလက်မောင်းအစ်အစ်တွေပေါ်မှာရွှေလက်ကောက်တွေစင်ကာစင်ကာဝှက်ရောင်စုံကြောက်လက်စွတ်တွေကို လက်ချောင်းလေးတွေကြက်အင်းနေအောင်ဝှက်နှရွနှစ်ဖက်ကလည်းလက်လက်ဝင်းပါးနှစ်ဖက်ကလည်းမိကက်ရဲရဲနှစ်ကိုဟတ်လို့ကြည့်ပါအောင်ဗျာအဲ့ဒီမိမကြီးလက်ကအိတ်ထင်းမှာလဲကိုရော်လို့ဆက်ဖို့ဘောင်းတော်တွေပစိုးအုပ်တွေနဲ့ဗျာ မာကြီးတာကိုတော်တို့စီကိုအဲ့ဒီမိမကြီးပုံစံမျိုးနဲ့လာရရင်တေပြော်ပြီဗျာတေပြော်ပြီသူနောက်ကလည်းအချွေရံတွေနဲ့ရဲ့အဲ့ဒီမုတ်ဘုံတွေတတိနံတွေလည်းပါတည်တယ်ဗျာနမာကြီးကိုအဲ့ဒီမိမကြီးလိုဖြစ်လာမြန်မြန်လှုပ်ပြီးတော့မူပါမြန်မြန်လှုပ်ပြီးတော့မူပါတိုင်တယ်ပူဇာလို့မဆုံးနိုင်သေးတဲ့မဆန်းခင်ရဲ့ဘေးနာကနေမိမဝဝကြီးအုပ်စုဖြတ်သွားတယ် ပဆန်ရှိသူတို့ရဲ့ချွေးနံကိုမဆန်းခင်ရှူပစ်လိုက်ရင်မျက်လုံးနှလုံးကျွတ်ထွက်မှာကံငေးမောကြံ့ရခဲ့တယ်။သူ့ရင်ထဲမှာပူပင်စရာဆိုလို့နန်းတစိစာတော်ရှိမှမဟုတ်ပါဘူးတော့လို့မဆန်းခင်ထင်နေတဲ့မိမဝဝကြီးဒေါ်တင်မြဟန်ကတော့ကိုတော်တို့မျက်နှာမြင်တာနဲ့မျက်ရည်ဝိုင်းစားပြူပြီးသူ့ရင်ထဲကဘယ်အပူနဲ့မှမတူတဲ့မန္တလေးတောင်လောက်အပူလုံးကြီးကအေးပြောစားပြူပြီး ပတ်စိုးအုပ်တွေပေါင်းတွေမုတ်ပုံးတွေတတိနှံတွေကိုနန်းထိန်တွေကတဆင်ကိုတော်တို့စီဆက်ပြီးကနဲ့ဒေါ်တင်မြဟန်လက်ကင်ဘဝထုတ်ပြီးနန်းထိန်တွေပေါ်ရီနှုတ်ဆက်နေတာဘူးတော့အများကြီးပြက်မပြောနိုင်တော့ဘူးအားလုံးအဆင်ပြေတယ်မဟုတ်လားပြေပါတယ်မနစ်ကကိုတော်တို့တိုက်တဲထားတဲ့စီးပွားရေးလုပ်ငန်းတွေအဆင်ပြေခဲ့လားပြေပါတယ် ပြည်လို့ဂတိအတိုင်းကိုတော်တို့စီလာဆက်တာပေါ့ပြည်တယ်ပြည်တယ်စီးပွားကြီးကတော့တိတ်အဆင်ပြေတယ်ကိုတော်တို့ဘောင်းတော်ကြနဲ့ပန်တော်ကြကိုစောင်းပြီးလှုပ်လိုက်တာ လုပ်ငန်းမှန်သမျှအဆင်ပြေသလားလို့မမေးနဲ့ငွေကဝင်သလားလို့မမေးနဲ့ယောက်ျားဖြစ်တဲ့သူဘာကြီးဖြစ်ဖြစ်မိမတိုက်ရင်အဆင်မပြေဘူးမှာပါကိုတော်တို့ဒါမမရင် မပြေနိုင်ဘူးမှာပါမိမလှုပ်တဲ့သူက ကိုတော်တို့ဖုံးတကူအရှင်ကနေစီပွားရေးတွေကောင်းပြီးငွေတွေဝင် တိုက်တွေဝင် တားတွေဝင်မြေတွေဝင်နဲ့အစင်လဲပြည့်ရောအိမ်အောင်ကြီးကအစင်မပြည့်တော့ဘူးဗျာအစင်မပြည့်တော့ဘူးဒေါ်တင်မြဟန်ကလက်ကင်ပေါ်ကမွေးမွေးလေးနဲ့မိတ်ထားတဲ့မျက်လုံးအိမ်တောင်စုံကိုအသာအရာတို့တယ်တို့လိုက်တဲ့ခဏမှာ ခန္ဓာပိုလ်ကအယောင်တွေကတဖြက်ဖြက်ပြုတ်ပြုတ်ပြက်ကြပြီး ေါ်တင်မြဟန်လက်အုပ်ချပြီးပြန်ငိန်သွားတဲ့အခါမှာတော့အယောင်လက်လက်တွေနဲ့ငိန်ကျသွားပြန်တယ်။နမကြည်ချင်းထဲမှာအပူကိုကိုတော်တို့တည်နေမှာပါဖေလား။အခုသူသူကိုတော်တို့ညီပွားအငယ်နှောင်းထားတယ်ဖေ။မယဲငယ်လေးနဲ့ဖေ။အိမ်ကအကြီးဆုံးတမိထက်တောင်ငယ်သေးတယ်ဖေ။ကောင်းကြရောလား။အလဝင်စားတော့ကတော့ရက်တောင်အနက်မကန်မိမဆူဝီး အကြံပန်ဆိုတော့လေမတတ်နဲ့လူရိုးကြီးလေခုတော့ဖြင့်ပညာဆုံးတက်ပြီးညနေတိုင်းဝီစကီလေးတများများနဲ့ညနေတိုင်းဝီစကီလေးတများများနဲ့ထွေသားနဲ့မယံငယ်အိမ်သွားပြီးအမလီအိမ်တဆောင်မီးတပြောင်ထားတာဗျာတီဗီတွေပါနေနဲ့ဗျာနမကြီးစကားလဲနားမဝင်တော့ဘူးသားသမီးတွေစကားလဲနားမဝင်တော့ပါဘူးဗျာဒီတော့ နမကြီးကကိုတော်တို့နဲ့တိုင်တယ်မယ်ကိုတော်တို့မကြိုက်တဲ့အလုပ်တွေလုပ်တယ်ဆိုတော့အရင်ကိုတော်တို့ကိုအင်မတန်ကြောက်တဲ့ကိုတော်တို့ညီပွားလေးဈေးတွေဘာတွေခက်ခန်းထားရလဲပါမှာပေါ့ဘုရားဘာပြောတယ်မလဲရှင်တော်တင်တော်မူပါဘုရားသူလုပ်တဲ့အလုပ်တွေက ကိုတော်တို့ကြိုက်တဲ့အလုပ်တွေတဲ့ဘုရားမယိုင်းပုံပါဘုရားကိုတော်တို့လည်းအရက်တောက်တာပဲမောင်းမတွေလည်းအများကြီးတဲ့ဘုရား အရမတောက်တော့ပဲကိုတော်တို့ဥပုသ္စာဝင်သွားပြီဆိုတာလဲနားမလဲကိုတော်တို့မို့မောင်းမများရတယ်ဆိုတာလဲမသိမပြောလိုက်ချင်ဘူးကိုတော်တို့မို့မောင်းမများတာနေကဘာကောင်းမှုတို့လဲလို့ကြည်မနေတော်မူပါနဲ့ဘုရားမတိုင်းအပ်ပဲကိုတော်တို့ခြေအားတိုင်းတာကြည်မနေတော်မူပါနဲ့ကိုတော်တို့ခြေအဆုံမှာမျက်နာအပ်ပြီးဥခိုက်တောင်းပန်ရအောင်ခေါ်တော်မူပါတခါလေကိုတော်တို့ညီပွားစိတ်တွေလဲပြီး နောင်တတရားတွေရပြီးမယံငယ်ကိုကွဲချင်းကွာချင်းစိတ်ဖြစ်အောင်လုပ်ပြတော်မူပါတလက်စာတွေနဲ့လည်းတည်င်းတည်းကြားနေရတဲ့ကိုရောညီပွားအပြောင်းရွှေ့ကိုလည်းတားပြတော်မူပါပြောင်းရင်ရွှေ့ရင်နှမကြီးမှာ စီးပွားရေးလုပ်ငန်းတွေ တိုးလို့တန်းလန်းနေသူ့နောက်မလိုက်နိုင် မပြုတ်နိုင်အကုန်ဒုက္ခဖြစ်ကုန်မှာဖေဟာသူကတကယ်လို့ပြောင်းရရွှေ့ရရင်နှမကြီးကိုနေခဲ့တဲ့လုပ်ငန်းကိုင်ငန်းတွေအခြေပြက်မယ်တဲ့ အမလီဒီကမတည်ဘူးများမှတ်လို့လားသူ့ဟာမကိုခေါ်သွားမှာပဲရသူ့ဟာမကိုခေါ်သွားမှာသူ့မှာအဲ့အောက်တန်းစားကလေးကဝေးမကိုအေးပေးလိုက်ရတာမြောက်စားလိုက်ရတာတပည့်တော်မကသူ့ရာထူးကြီးကြီးတဆင်းတက်တုံကတခြားကတော်တွေလိုကိုနမဲနောက်ကကိုယောက်ျားနမဲတလုံးထည့်ပြီးတေမြဟန်လိုနမဲပြောင်းတော့ကများရှက်လို့တယ်ရှက်စရာကြီးပါ ပလီကလာလုတ်တွေမလုံဆန်းပါနဲ့တဲ့ခုတော့သူ့ဟာမှာကြတော့သူ့နာမည်တလုံးတော်မကဘူးနှလုံးစလုံးထဲ့ပြီးသူ့ကိုယ်တိုင်နာမည်ပြောင်းတဲ့နာပါတယ်ဗျာနာပါတယ်ရင်ထဲဝမ်းနဲ့နာလုံးလို့ပါဗျာတင်ရာသူပေါ့စတော့ကသားသမီးတွေနဲ့မိတင်များအငတ်ခံရတာတွေတင်ရာရာသူတက်ဖို့မိတင်များလက်ဝတ်လက်စားတွေကုန်တာတွေတွေ့ရင်နာစရာကြီးပါဗျာ ကိုတော်တို့ကဲမတီပူငိမ့်မပါနှမကြီးအပူကိုငိမ့်ပေတော်မူပါကိုတော်တို့ညီပွားလဲမယံငယ်နဲ့ကွယ်အပြောင်းအရွှေ့မရှိသားရီသမီးတွေစာမွေးအောင်လုပ်ငန်းကိုင်ငန်းတွေလဲစတတ်တက်ဘူးတိုးလို့အောင်မြင်မူနှမကြီးပူတွေအားလုံးငိမ့်နေရင်ကိုတော်တို့အတွက်ပျော်ပွဲများ အများကြီးအကြီးအကျယ်ပေးပါမယ်ဖေဟာသုံးရက်ကနာနဲ့အကြီးအကျယ်ဆုံးပွဲများကျင်းပပါမယ်ဖေဟာ ဒေါ်တင်မြဟန်ဖြည်းဖြည်းချင်းမျက်စိပွင့်လိုက်တယ်။မတိမတာမစိုးစလောက်ရှော့ပါသွားတဲ့ရင်းထဲကပူလုံးကြီးကိုတည်ဆောင်ရင်းမတက်ရက်ဖို့ကြိုးစားတော့ဘေးနားကအချူရံတွေကပြပြတလဲတွဲထူလိုက်ကြတယ်။ဝါလုံးနဲ့ခန္ဓာကိုယ်ကြောင့်ရုတ်တရက်အထိုက်အထဆူလူတွဲမှထိုင်ရာကထပီးရင်လဲရုတ်တရက်လမ်းမလျှောက်နိုင်ဘူး။ခန္ဓာရက်နေပြီးမှဖြည်းဖြည်းလျှောက်ရတယ်။တွေးတူကလည်းရှိနေပြီး အငန်းဆိုတာဘာမှမစားရဘူး။ ချမ်းသာတော့မှငရဲကြောက်ကိုမစားရတဲ့အဖြစ်ကိုတော်တို့ကိုကုယောဂအကြောင်းတိုင်တယ်ဖို့တော့မိနေတွေ့တို့ကနေစီးကြို့တို့နှလုံးတို့မဖြစ်အောင်တားတော်မူပါဗျာစိတ်ချမ်းချမ်းသာသာနဲ့အသက်ရာကျော်ရှိရပါစေဦးအချွေရနှွေတွဲထားတဲ့မတ်တက်ကနေဒေါ်တင်မြတ်ဟန်လက်အုပ်ချီပြန်နေလက်အုပ်ချီရင်ကနေမဆုံးနိုင်တဲ့စုတွေကိုတွတ်တွတ်ရွရင်ဖြည်းဖြည်းလျှောက်ပြီးနန်းကြီးတဲ့ကနေထွက်တယ် နန်းကြီးထဲမှာညားစွာသောမိန်းမယောက်ျားမိန်းမရှာတွေဟာပန်တော်ပန်းကိုစီနဲ့ဒေါ်တင်မြဟန်လိုမျက်စိဆုံးမိတ်တွတ်တွတ်ရွတ်ကြတော့နောက်ထပ်တွတ်တွတ်ရွတ်မဲ့ယောက်ျားမိန်းမလူပေါင်းများစွာကလည်းပန်တော်ပန်းကိုစီနဲ့နန်းကြီးပေါ်ကိုအလူရက်တူဝေတက်လာကြပြီ။